အားလုံးပဲမင်္ဂလာပါရှင်။အလင်းအိမ် Audio Books Channel ကနေကြိုဆိုပါရရှင်။ဒီကနေ့မှာတော့ဆရာကြီးလေရင်သားစောချင်းရဲ့ကြောက်စစ်ဒုံနယ်လန်ထွင်သူဆိုတဲ့စာအုပ်ထဲကငါအထက်မှာမင်းရှိပါဆိုတဲ့ကောင်းခြင်းလေးကိုဖတ်ပြပေးခြင်းပါရရှင်။ငါအထက်မှာမင်းရှိပါ။သူ့နာမည်ကချက်မြင့်အောင် သူ့မိဘတွေက ချက်လွန်လုံးပြည့်စုံခြင်းလွန်လုံးအကောင်းတွေကြီးပေါင်းစုံအောင်ပေးထားတဲ့နာမည်။ ချမ်းမြေ့အောင်ကလည်းမိဘတွေရဲ့ဆန္ဒနဲ့အညီအချိုးပေးကောင်းတယ်ဖြစ်ဖြူတန်တန်ရုပ်ချောသလောက်ညံချက်တယ်ငယ်ငယ်ကလေးကအတန်တိုင်းမှာပထမသူ့ပတ်ဝန်းကျင်မှာသူ့ကိုချစ်သူခင်သူတွေလည်းပေါ်တယ်သူကလည်းလူတိုင်းနဲ့ရင်ရင်နေနေနေတတ်တယ်ကျွန်တော်နဲ့တိကျွမ်းတာကငါးတန်းရောက်မှာကျွန်တော်ရက်ွက်မူလရန်ကြောင်းမှာလေးတန်းအောင်ပြီမင်္ဂလာတော်အလကတဲ့ကြောင်းကိုပြောင်းရတယ် ချက်မြက်အောင်ကအလကတက်မှာပဲလေးတန်းအောင်ပြီးငါးတန်းတက်ရတာငါးတန်းအိမ်မှာမော်နီတာကျွန်တော်ထိုင်ရတာက၄ရောက်ထိုင်ကုန်မှာငါးရောက်ဖြစ်နေလို့ကျင်ကြိုက်ရတဲ့အချိန်ကြောင်းခံဖြစ်တဲ့ချက်မောင်ကကျဲတယ်ကျွန်တော်ကိုအနိုင်ကျင့်နေဆိုပြီးချက်မောင်ကကျွန်တော်ကိုပေးချင်းတိုက်ချတယ်ရုတ်တရက်ဆိုတော့ကျွန်တော်ခုံပေါ်ကပြုတ်ကျသွားတယ်ချက်မောင်ကအားမရသေးဘူးကျွန်တော်လည်းကိုပါစာရင်းခုံပေါ်ကနေတွန်ချပြလိုက်တယ်ချက်မြက်အောင်ရောက်လာတယ် ဘာဖြစ်တာလဲချစ်မောင်ကိုမေးတယ်။ငါရောက်ထိုင်လို့မရဘူးကွ။ကျဲရတဲ့ထဲဒီကောင်ကငါ့ဘက်တွုံနေလို့ဒါမင်းအိမ်လည်းမဟုတ်ဘူးငါ့အိမ်လည်းမဟုတ်ဘူးပညာသင်ဖို့လာတဲ့ကြောင့်သားချင်းမင်းနိုင်ချင်တာမကောင်းဘူးလာတငယ်ချင်းငါတို့ခုံမထိုင်လက်ချက်မြက်အောင်ကကျွန်တော်လွယ်အိတ်ကိုကောက်ယူပြီးသူ့ခုံကိုခေါ်သွားတယ်သူ့ထိုင်ကုန်းမှလည်းလေးရောက်ရှိပြီသားကျွန်တော်နဲ့ဆိုတော့ငါရောက်ဖြစ်သွားတယ်သူ့ဘေးမှာကျွန်တော်ထိုင်ရတယ်ဒါပေမဲ့ကျွန်တော်ကအတွင်မှာ သူကခုံရဲ့အစွန်ဘက်မှာကျွန်တော်ကြုံကြုံလေးထိုင်တယ်လို့သူကလည်းကြုံကြုံလေးထိုင်နေနှစ်ယောက်လုံးတွေ့နေရကျဲသွားပါတယ်သူတို့ကြောင့်ကအတန်တလာသူအလုံးချက်မြက်အောင်ကိုကိုထက်လို့ခေါ်ကြတယ်လို့ပဲကျွန်တော်လည်းကိုထက်လို့ပဲခေါ်ပါတယ်ကိုထက်ကအလကတဲမှာကျွန်တော်နဲ့ပထမဆုံးခင်မင်းရသူကျွန်တော်ခက်ခဲကိုကူညီသူကျွန်တော်ရက်ွက်မူလရန်ကြောင့်မနေစင်ကအကြံတိုင်းစာမီပွဲမှာပထမရခဲ့တယ်အခုလေရန်ကြောင့်မလည်း အကျန်းတိုင်းစာမီပွဲတိုင်းမှာပထမရခြင်းနဲ့ကျွန်တော်ကြိုးစားပါတယ်ပထမဆုံးသပတ်စာမီပွဲစတဲ့အခါကျွန်တော်ဘာသာဆုံးအောင်ပါတယ်ဒါပေမဲ့အဆင့်က15ကိုထက်ကပထမအလဲတန်းချောင်းကဆရာဆရာမများမတရားလို့မဟုတ်ပါဘူးအပြေလွားကိုအမှတ်နဲ့တကွာပြန်ပေးပါတယ်ကိုထက်ရဲ့အပြေလွားနဲ့ကျွန်တော်အပြေလွားတိုက်ကြည့်တဲ့အခါဘာမှမဆိုင်ပါဘူးတိတ်กว่าပါတယ်လက်ရည်ချင်းတက်ရက်ပုံချင်းတခြားစီပဲပြေဆုံးတာလဲသူကပဲတားပါတယ် စာမေးပွဲဖြေတာမင်းလက်ရည်ဒီလိုလှအောင်ရေးနိုင်တယ်ဟုတ်လားကျွန်တော်တအံ့တော်မင်းမိတယ်ရေးနိုင်တာပေါ့ငါတယောက်တည်းမဟုတ်ဘူးဆီယမဒေါ်တင်ကြီးရဲ့လက်ထွက်အားလုံးငါလိုပဲရေးနိုင်တယ်တင်ချာတွက်ရင်လည်းရှင်းတန်နေရတယ်စာပြည့်စုံအောင်ရေးရတယ်ဆီယမကတိတ်စနစ်ကြတာကြည့်ကြတဲ့ဆန်းလုံးလို့ကတော့ပေးတန်စာမိပြီးသားမှတ်ဟေးအေးအေးမြင့်တဲ့တန်တာအောင်နင်တို့အဖြေလာရခဏပြစမ်းကိုထက်ကကျွန်တော်ကိုရှင်းပြရင်ရှေ့ခုံမမင်းကလေးနှစ်ယောက်ရဲ့အဖြေလာကိုလန်တောင်းလိုက်တယ် ကဲဒီမှာကြည့်ဟုတ်ပါတယ်သူတို့ရဲ့လက်ရည်တွေကလည်းကိုထက်ရဲ့လက်ရည်လိုပဲတန်ရှင်လာပါတယ်စာရီရေးထားတာလည်းသိပြေဆုံးတာပဲကျွန်တော်အပြေလွားနေကတခြားကြည့်ကိုထက်တို့ကြောင့်ရဲ့ထုံစံကသူငယ်ရန်တင်တဲ့ဆရာဆရာမကအဲ့ဒီကလေးတွေအတန်းတက်သွားရင်ဆရာဆရာမပါလိုက်တက်သွားပြီးတင်ရတယ်လေးတန်းထီပုံသူတပည့်တွေလေးတန်းအောင်သွားမှာသူကသူငယ်ရန်ကပြန်စားတယ်ကိုထက်ကသူတို့ဆရာမတော်တင်ကြီးတိတ်တော်ကြောင့်ရှင်းပြတယ် သူတို့ကတကယ်ဆီယာမကောင်းတဲ့ငါးနှစ်တင်ပြီအခြေခံကောင်းခဲ့တာပါလားလို့ကျွန်တော်နားလဲမိပါတယ်ဒီเจ้าမှာငါတိုးနိုင်ဖို့မလွယ်ပါဘူးကွာကျွန်တော်စိတ်ပြက်အားငယ်မိတယ်ဘာလို့မတိုးနိုင်ရမှာလဲကွာ အရင်ဆုံးမင်းလက်ရည်တွေကိုလှအောင်ပြင်ရမယ်ကိုထက်ကအကြံကောင်းပေးပါတယ်ပြင်လို့ရပါမလားကွာ ဟာရတာပေါ့ကွာဘာလို့မရရမှာလဲညနေအိမ်ပြန်ရောက်တော့ပညာရေးစီရင်ခန်းစားကပ်ပြားဖေကိုပြတယ် အဖေကကျွန်တော်ရဲ့ဘာသာရပ်လိုက်အမှတ်တွေကိုကြည့်ပြီးသဘောကျနေတယ်။အဆင့်15ဆိုတာတွေ့တော့အဖေအံ့ဩသွားတယ်။ငါသားရအဆင့်5တွင်းမှမဝင်တော့10တွင်းတော့ဝင်သေးပါတယ်။ဘလို့ဖြစ်တာလဲ။ကျွန်တော်ကကိုထက်အဖေလွားတွေကို အဖေကိုပြလိုက်တယ်။အဖေကောင်းငိတ်ပြပါတယ်။နားလေသွားတဲ့သဘောကိုထက်ပြောတဲ့ဆီယမတော်တင်ကြီးအကြောင်းကိုလည်းပြောပြတယ်။ကျွန်တော်စိတ်အားပြတ်သွားတော့ကိုထက်ပြောတဲ့စကားတွေကိုလည်းပြန်ပြောပြတယ်။ သားတငယ်ချင်းပြောတာမှန်တာပေါ့စူးစမ်းပြီးရှင်ပြန်ရမှာပေါ့အရင်ဆုံးကသားလက်ရည်ကို သူတို့လိုကောင်းအောင်စူးစမ်းပြီးပြင်ရမယ်အဖေကအားပေးတယ်ကိုထက်လက်ရည်လိုလှအောင်ကျွန်တော်စူးစမ်းရည်တယ်၃လလောက်ကြာတော့လက်ရည်အတော်ကောင်းလာတယ်မင်းလက်ရည်တွေငါတို့လိုလှလာပြီကွာကိုထက်ကချီကျူးတယ်ဒါပေမဲ့ငါကအသေးချာလှအောင်စူးစမ်းရည်နေရတာကွာဆီယမခေါ်ပေးတဲ့စာကိုလိုက်ရင်တော့မင်းတို့လိုမလှတော့ဘူးကျွန်တော်ကစိတ်ပြက်စကားပြောမိတယ် နောက်တော့ရလာမှာပေါ့ကွာမင်းကအခုမှကျင်စာရှိသေးတာပဲငါတို့ကနှစ်တွေများကြီးလေ့ကျင့်ခဲ့ရတာတနှစ်လောက်ကြာရင်မင်းလည်းတို့လိုဖြစ်လာမှာပေါ့ကိုထက်ကအားပေးပါတယ်အဲ့ဒီနှစ်ကကျွန်တော်ဆင့်တစ်ဆယ်တွင် လုံးဝမဝင်နိုင်ခဲ့ပါဘူး6တန်းနဲ့ရောက်တော့ကျွန်တော်လည်းရေရီကျင်သားရလာပြီအမြန်ရေးရင်လည်းလာနေပြီကိုထက်နဲ့အတူတွဲပြီးစာကျင်းရတာလေကြော်စရာ စိတ်ဝင်စားစရာကောင်းပါတယ်တိတာအောင်လဲတိုးတက်တယ် ကျွန်တော်အိမ်ကကိုထက်ရဲ့စာအိမ်တောက်အိမ်စာချက်အိမ်ကိုထက်အိမ်ကလည်းကျွန်တော်ရဲ့စာအိမ်တောက်အိမ်သင်ချာတွက်အိမ်၆တန်းနဲ့ကြတော့ကျွန်တော်ဆင့်ခွနတီအမြင့်ဆုံးရောက်လာတယ်ကိုထက်ကတော့ပထမပါပဲခဏတန်းနဲ့ကြတော့ဆင့်လေးထီရလာတယ်ကိုထက်ကဆက်စူးစားဖို့အားပေးတယ်သင်ချာတွက်တာကိုလည်းသင်ပေးတယ်စာချက်နီးစာရင်းနီးကစာပြီးသင်ပေးတယ်တငယ်ချင်းကောင်းရဲ့ဂျေဇူးကြောင့်ကျွန်တော်၈တန်းနဲ့ကြတော့ဆင့်နှစ်ထီရပါတယ် အဆင့်တက်ကတော့ကိုထပ်ပါပဲရှစ်တန်းဆိုရဆန်စာမီပွဲမှာ ကိုထက်ရောကျွန်တော်ပါဘာသာဆုံးဂုံထူးထွက်ကြတယ်ဒါပေမဲ့ကိုထက်ကတော့တမျိုးနယ်လုံးမှာပထမသူ့ကိုတော့ကျွန်တော်ဘလို့မှလိုက်မမိဘူးဒါပေမဲ့အဲ့ဒီလိုလိုက်မမိတာကိုပဲကျွန်တော်ကျေနပ်ပါတယ်ညံကောင်းရုံစာကြိုးစာရုံတဲမကဘူးစိတ်ထားပါကောင်းတဲ့ကိုထက်ကထိတ်ဆုံးမှပဲရှိနေစေချင်ပါတယ်ရှစ်တန်းအောင်ပြီးတော့ကိုထက်ရောကျွန်တော်ပါအထက်ကနှစ်ကိုပြောင်းရတယ် ဒီเจ้าမှာစတော်ဆုံးများအီတန်းမှာတီချစုထားတာမရှိဘူးအဲ့ဒီလိုထားရင်ဆရာဆရာမများကအီတန်းကိုပဲဂီယူဆိုင်တင်ကြတယ်ကြံတန်းတွေကိုရင်းမကြည့်ဘူးပေါ်ပေါ်သဘောထားမှဆိုရင်အကြံတိုင်းမှာစတော်သူတွေရှိတဲ့အတွက်ကျန်တဲ့အကြောင်းသားတွေကလည်းအားကြမယ်စတော်သူကလည်းစာညံ့သူကိုကူညီနိုင်မယ်လို့ဆရာကြီးကယူဆတယ်တချောင်းတကာတရွာတပုတ်ဆန်သူယူစားနေသူတော့ကြိုးကြောင်ကြီးပါတယ်။ဆရာကြီးကစာတော်သူတွေကိုခွဲပြီး အတန်းတွေကိုမျှပေးလို့ကိုထက်နဲ့ကျွန်တော်တန်ခွဲသွားတယ်။ဒီကိုရန်းနဲ့မှကိုထက်ရဲ့ဘဝတစ်စချိုးပြောင်းလဲသွားတယ်။ကျွန်တော်တငယ်ချင်းအစ်စ်များပေါင်းရသလိုကိုထက်လည်းတငယ်ချင်းအစ်စ်များနဲ့ဂျုံရတယ်။အတန်းခွဲသွားပြီမဲ့စာတူးချက်တာကိုတော့ကျွန်တော်တို့နှစ်ယောက်အတွဲမပြတ်ပါဘူး။ကိုထက်အိမ်မှာကျွန်တော်စားသွားချက်တယ်။တညကိုထက်အတက်တမျိုးဆန်းလာတာကိုကျွန်တော်အံ့ဩရမိတယ်။ရွှေဝါရောင်တောက်ပါတဲ့ secret ဘူလာလာလေးကိုသူ့ဗီဒီယိုထဲကထုတ်ယူလိုက်တယ်။ တအိမ်လုံးအိမ်နေကြပြီကိုထက်ခမ်းမှာကိုထက်နဲ့ကျွန်တော်နှစ်ယောက်တည်းရှိတယ်ကိုထက်က secret ဘူးလေးဖွင့်လိုက်တယ်အချဲမှာဖြူဖြူဖွေးဖွေး secret လေးတွေအပြည့်ကိုထက်မင်းတာဘေးကရတာလေကျွန်တော်စိုးရိမ်စိမ်နဲ့မေးမိတယ်သူကတော့ AC AC ပါပဲငါဖေ secret ဘူးလေးတွေကတပူးကိုအဖေမသိအောင်ယူထားတာကွာကိုထက်အဖေကရရှိကြီးတယောက် secret အကောင်ဆုံးလေးတောက်တယ်ဘူးပြားလေးတွေကရွှေရောင်လှလှလေးတွေ ကိုထက်အဖေအန်ကယ်မျိုးအောင်က secret သိကြိုက်တယ်။အမင်းလိုလို secret တောင်းနေတာလဲတွေ့ရတယ်။ငါ့အဖေ secret တောက်တာသိစတိုင်ကြတာပဲကွ။အဖေ secret တောက်တာကြည့်ပြီးငါတော့တောက်ချင်စိတ်ဖြစ်လာတယ်။ကိုထက်ကရွှေရောင်ပူပြတဲ့က secret ဖြူဖြူလေးကိုစတိုင်ပါပါထုတ်ယူပြီးညညရောင်မီးချက်လှလာလေးကို၆ခန်းအတန်မြည်အောင်နှိပ်ပြီးမီးညှိဖွာရှိုင်းနေတယ်။ကိုထက်ကတော့သူ့အဖေတူခိုးပြီးစတိုင်ပါပါလုပ်နေတာပါပဲ။ ဒါပေမဲ့ဘာကြောင့်မှမသိကျွန်တော်မျက်စိထဲမှာတော့ TV မှာကြည့်ဘူးတဲ့အချိန်ဘိန်းဖြူပါ secret ကိုတောင်းနေတဲ့လူငယ်တယောက်ကြည့်နေရင်ကအယိုးကောင်းချင်း secret တောင်းနေပုံကိုပြောင်းသွားတာကိုမြင်အောင်နေတယ်ကိုထက်အဲ့ဒီလောက်ထိမိုက်မှာမဟုတ်ဘူးဆိုတာကျွန်တော်ယုံပါတယ်ဒါပေမဲ့ကိုထက်ကို secret မတောက်စေချင်ဘူးစေးလေးတောက်တာ secret တောက်တာကျမရီကိုထိခိုင်းနိုင်ကြောင်းဘိန်းဖြူစာစေးလေးကမုံစေးလေးလုံးဝမတောက်ကြဘူး ကျောင်းဟောပြောပွဲမှာပုံများနဲ့တကွာရှင်းပြသွားတာကိုသတိရမိတယ်။သူဟာကျွန်တော်ပညာရေးတိုးတက်ကောင်းမွန်အောင်ကူညီခဲ့တဲ့တငယ်ချင်းကောင်းဖြစ်တယ်။ကျွန်တော်ချစ်ဆုံးတငယ်ချင်းလည်းဖြစ်တယ်။သူပျက်စီးသွားမှကိုကျွန်တော်စိုးရိမ်တယ်။ကိုထက် secret မတောက်ပါနဲ့ကွာ။ကျွန်တော်ကစိတ်မကောင်းတဲ့လေးတန်နဲ့တောင်းတပန်ပန်ပြောတာပါ။ဘာမှပြဿနာမရှိပါဘူး။ငါ့ဖေလည်းတောင်းနေတာပဲ။မင်းမြင်တဲ့အတိုင်းပဲဘာမှမဖြစ်ပါဘူး။ ငါဖေရဲ့တပည့်တွေတောင်ငါဖေ secret doctor style ချလို့ light အထုခုံနေကြတာကိုထက်မျက်နာကပြုံးလို့မြူးမြူးကြွကြွနဲ့ secret me ခိုရီကိုဟန်ပါပါမှုတ်ထုံနေတယ်။ဘိန်းဖြူစာဆင်းလိုက်ကားတဲ့ဘိန်းဖြူစာဆင်းလိုက်ကားတဲ့ကိုထက်အဲ့ဒီလိုမဖြစ်နိုင်မှန်းသိပေမယ်။ secret တောက်ရင်ဆင်းလိုက်တောက်တဲ့လူတွေနဲ့အပေါင်းအသင်းဖြစ်ပြီးမှားမှဆိုလို့ပါ။မဆိုးရိမ်မှန်းနဲ့ကွာဘာမှမဖြစ်ပါဘူး။အပေါင်းအသင်းဆိုတာကလည်း ဘယ်သူမှဆိုသူ့နေရာနဲ့သူအသုံးချတာတွေအများကြီးပါပဲ secret တောက်ယုံနဲ့လည်းဘိန်းဖြူတမမဖြစ်နိုင်ပါဘူးအဲ့ဒီညကကျွန်တော်တို့နေရာဆေးလိတ်ကိစ္စအရင်ပွားနေရတာ ਨੇ စာကောင်းကောင်းမကြက်ဖြစ်ကြဘူးနောက်ထပ်လည်းကျွန်တော်သူ့ကိုဆေးလိတ်မတောက်ဖို့တုံခါပြောပါသေးတယ်သူနာမထောင်ပါဘူးသူ့ဖေကိုယ်တိုင်ကသူ့ရှိမစတိုင်ကြကြတောက်ပြနေတော့ပြောရခက်တာပေါ့ကိုထက်ကလူတော်တယောက်ဆိုတော့လေသူ့ကိုယ်သူလည်းသိယုံကြည်ပုံရပါတယ် ကျွန်တော်ကတော့သူ့ကိုယုံယုံကြည်ကြည်မရှိဘူးလို့သဘောထားသလားမသိပါဘူးခက်ခွာခွာဖြစ်လာတယ်။အောင်မြင့်တို့ကြော်တင်တို့နဲ့ပုံပြီးတွဲလာတယ်။ကျွန်တော်လည်းသူ့အိမ်စားတော့မချက်တော့ပါဘူး။သူကတော့တခါတည်းယူပဗေဒဓာတုဗေဒပုံစာတွေတော့ဖို့ကျွန်တော်အိမ်ရောက်လာတတ်တယ်။အဲ့ဒီလိုရောက်လာတိုင်းလဲ secret ရောစေပေါ်လိုက်ပါအစုံပါလာတတ်တယ်။ကိုထက်စိတ်လေးကောင်းကောင်းတောက်တန်နေပါပြီ။ကျွန်တော်တို့နှစ်ယောက်ရဲ့စာချက်ခန်းထဲမှာ secret မိခေါနန်းတွေမှုံလို့ပါပဲကိုထက်ရငါတောင်းပန်တယ်မင်းဒီ secret တွေမတောက်ပါနဲ့ကွာမင်းကိုတငယ်ချင်းဆိုပေမဲ့ညီကိုလိုချစ်လို့ပြောတာပါကွာခုနေဖြတ်ပြစ်လိုက်ရပါသေးတယ်ကျွန်တော်တကယ်ပဲသူ့ကိုချစ်ခင်လို့ကြိုးစားတားမြစ်တာပါဒါပေမဲ့အဲ့ဒီလိုပြောပြီးတဲ့နောက်သူကျွန်တော်အိမ်ကိုမလာတော့ပါဘူးကိုရန်ပထမစံစာမေးပွဲစတော့ကျွန်တော်တမ်းမှကျွန်တော်ပထမရပါမယ်ကိုထက်သူ့တမ်းမှအဆင့်ကိုပဲရပါတယ် ကျွန်တော်စိတ်မကောင်းတာနဲ့ကြောက်မှာပဲကိုထက်ကိုတွေ့တယ်။ကိုထက်ငါပညာရေးတိုးတက်အောင်မင်းငါကိုခုညီခဲ့တယ်။ခုထိငါကမင်းပေးတဲ့နီလန်းတွေနဲ့စာကြိုးစားတယ်။မင်းကျေးဇူးတွေငါဘယ်တော့မှမမေ့ဘူး။မင်းငါငါတငယ်ချင်းကောင်းငါကတော့မင်းကိုမကူညီနိုင်ဘူးဆိုရင်ငါဟာမင်းရဲ့တငယ်ချင်းကောင်းမဟုတ်တော့ဘူး။မင်းချင်နေဟာဘယ်နည်းနဲ့မှဒီလောက်ထိမဖြစ်သင့်ဘူး။မင်းကအထက်မှာအမြင်ရှိနေတာပါကိုထင်ရ။ကျွန်တော်ခန်းစားချက်အပြည့်နဲ့ပြောမိတာပါ။ သူကကျွန်တော်ပကုံးကိုချစ်ခင်ကြဖက်လိုက်ပါတယ်။မစိုးရိမ်ပါနဲ့မျိုးအောင်ရ။ကိုတိုင်းကကြောင်းချက်ပါဘာမှအရင်မကြည့်ပါဘူး။ဆယ်တန်းရောက်ရင်မင်းကြည့်နေ။ဘာသာစုံကုံနူးထွက်အောင်ငါလုပ်ပြမယ်။ကိုထက်ကသူ့ကိုသူယုံကြည်ချက်ပြင်းနေပြောတယ်။ကျွန်တော်လည်းယုံပါတယ်။သူ့ညာသူ့အခြေခံနဲ့သူကြိုးစားရင်တိချပေါက်ဖြစ်မှာပါ။ဆယ်တန်းနှစ်ယောက်တော့သူ့ကတိစကားကိုကျွန်တော်သတိပေးပါတယ်။စိတ်ချသူ့လက်မှထောင်ပြတယ်။မင်းစိတ်လိုက်တော့တောက်နေတော့မှမဟုတ်လား။ ကျွန်တော်မိတော့သူကသူအိတ်ကတ်ချဲလက်နိုင်ပင်ရွှေရောင်မက်ဂနက်မီချယ်လေးကိုထုတ်ပြတယ်။ဂျာငါဖေးပေးတာကွာ အခုငါဆေးလိပ်တောက်တာငါဖေးရောအမေပါခွင့်ပြုထားပြီကွာကျွန်တော်ဘာမှပြောစရာမရှိတော့ပါ ကိုထက်ဖေးကရရှိကြီးဖြစ်တယ်လို့ကိုထက်မိကယတနာကုန်တယ်ကိုထက်တို့အင်းရဲ့စီးပွားရေးခြေနေကကောင်းတယ်ကိုထက်ကိုအကောင်းဆုံးကျူရှင်နေမှကြီးအပ်ပေးတယ်တဏျာနဲ့တဏျာပြေးရကူရအစဉ်ပြေအောင် မက်ဒူဆလွန်ကားလေးတစ်စီးဝယ်ပေးထားတယ်။ရင်မောင်းမှထည့်ပေးထားပေးမယ်။ရင်မောင်းကကိုထက်ခိုင်းသမျှလို့ရတာ။အခွင့်ရေးရရင်ရသလိုကိုတိုင်မောင်းနာမကြခနာတွင်နေရတယ်။ကျွန်တော်ဖေကရရှိတယောက်ပေးမယ်။ရတဲ့လခါကမိသားစုစာဝင်နေလုံးချလိုက်နေတယ်။ကျွန်တော်ကျူရှင်ကောင်းစားတွေမတန်နိုင်ပါဘူး။ရက်ွက်ထဲကကျူရှင်နေမှာပဲတင်ရတယ်။တကယ်အားကိုးရတာကတော့เจ้ามาเสียเสียมาเรตินาอติชานาทอมี နားလည်အောင်ကြိုးစားရတယ်။နားမလည်လို့မရင်လည်းဆရာမတွေကနားလည်အောင်ရှင်းပြပါတယ်။ကျောင်းဖွင့်ပြီး၃လလောက်ကြာတော့ကိုထက်တယောက်ကျူရှင်မမမတက်ပဲကားတစီးနဲ့အပေါင်းအသင်းတွေတင်ပြီးရှောက်သွားနေတယ်လို့ကြားရတယ်။တချို့ကလည်းစီးချောက်ဆွဲနေပြီလို့ပြောကြတယ်။တချို့ကတော့ဘိန်းထူပါတုံးနေပြီလို့ပြောကြတယ်။ကျွန်တော်အသေးချာမသိပေမယ့်ဟုတ်တော်ရှင်အချိန်မီတရိပ်ပေးနိုင်အောင်လို့ကိုထက်အမေကိုသွားတွေ့ပြီးပြောပြတယ်။ကိုထက်အမေကရေတယ် မဟုတ်ပါဘူးမောင်မျိုးအောင်ရင်တားကခင်မင်းရင်းနေတဲ့ပေါင်တင်တွေများတော့မလိုတဲ့လူတွေပြောကြတာပါအန်တီဆိုလဲတားကိုတေချာပြောထားပါတယ်တားကတိတ်လိမ်မာတဲ့ကလေးပါ ခုလိုတတိပေးတာကျေးဇူးတင်ပါတယ်ကွယ်လို့ပြောပါတယ်ဒါပေမဲ့အန်တီရဲ့ကိုထက်မျက်နာကအရင်လိုပြည့်ပြည့်ဖြူဖြူမဟုတ်ပဲကြာနေတာကိုတန်တရားရှိလို့ပါကျွန်တော်စကားကြောင့်ကိုထက်အမေပြုံးနေဟုတ်တယ်ဒီနှစ်ဆယ်တန်းမှာဘာသာစုံဂုံလူထွက်အောင်ညနေတက်ချီစာရီတအားကြံနေလို့ အန်တီလက်ကြားတာပဲမရဘူးကျွန်တော်ဇဝေဇဝါဖြစ်သွားရပြီ ကိုထက်သူ့စကားနဲ့သူ စာတားချက်ပြီးပိန်သွားတာလည်းဖြစ်နိုင်ပါတယ်ကိုထက်မိကကျွန်တော်ပြောသမျှကိုကိုထက်ကိုပြန်ပြောဟန်တူပါတယ်ကိုထက်ကျွန်တော်ကိုစကားမပြောတော့ဘူးကျွန်တော်သူ့ကိုတွေ့ပြီးတောင်းပန်စကားပြောရင် သူ့မျက်နာကိုကြည့်မိတော့ဖြူဖြောဖြောနဲ့ပိန်လွန်လာတယ်အေးနောက်တော့မင်းတိချာမသိပဲငါအိမ်ကိုခြွန်တုံးမလုံးနဲ့နောက်တစ်ခါလို့ရင်မင်းကငါခွတ်မလွတ်ဘူး ိုထက်ကျွန်တော်ကိုပြောရည်လေးတန်ကားမာတယ်။ဒီမှာဟိတ်ကောင် ကိုထက်ကခွန်လို့ရင်တော့နောက်တစ်ခါဆိုငါတို့ကပညာပေးရလိမ့်မယ်။အတိကျပဲဟိတ်ကောင်မင်းသေချာမှတ်ထား။ကြော်တင်တဲ့အောင်မြင်ကပါကျွန်တော်ကိုထက်ဆင်သတိပေးလိုက်ကြပါရယ်။သတင်းချို့ကြောင့်ပေးရတဲ့ရက်မှာတော့ကိုထက်မင်းကျွန်တော်အိမ်ရောက်လာတယ်။ကိုထက်တယောက်ကျူရှင်သွားရကနေပြန်မလာဘူး။ကားဒရိုက်ဘာလည်းပါသွားတယ်။ငွေလေးသိမ်းလဲယူသွားကြောင်းလာပြောတယ်။အတော်စိတ်ပူနေတဲ့ပုံမှာပဲ။ ကိုထက်နဲ့ဆက်ဆက်ရှိတဲ့ပေါင်းသင်းတွေကိုလိုက်စုံစမ်းတော့အောင်မြင့်ကျော်တင်တင်းစော်နဲ့ထွန်းနိုင်ဦးတို့ပါသားကြောင်းသိရတယ်။ညပိုင်းကျမှပဲတယ်လီဖုန်းနဲ့ပို့တဲ့တင်ရောက်လာတယ်။ရှင်မောင်းကပို့တဲ့တင်ဆိုပါ။ကိုထက်တို့ဖွဲချောင်းသားရောက်ပြီးအုံချံကြီးတစ်ခုထဲမှာဘိန်းဖြူထိုးကြတယ်။အဲ့ဒီအုံချံထဲမှာပဲလူငယ်တစ်ဖွဲအရက်တောင်းနေကြတယ်။နောက်တော့ရက်သမားတွေနဲ့ကိုထက်တို့ဖွဲကအောင်မြင့်စကားများရန်ဖြစ်ပြီး ထိုးကြရိုက်ကြရတာဓာထုံးမှုဓာခုံမှုတိဖြစ်ကြတယ်တဲ့ဘသူမှဝင်တားလို့မရဘူးတဲ့ဟိုဘက်ကဓာနဲ့ထိုးလို့အောင်မြင်သေးတယ်ဝင်ကြတဲ့ကိုထက်လဲဓာထိုးခံရပြီးစေးယုံရောက်မှဆုံးသွားတယ်ကြော်တင်ကတော့အုံးချန်ထဲမှာရှိတယ်အိမ်ကဓာနဲ့အတင်းလိုက်ခုတ်တာတစ်ဖက်ကနှစ်ယောက်သေးတယ်နှစ်ယောက်တန်းရရတယ်တဲ့ကိုထက်အဖွဲကဂျန်တဲ့လူငယ်တွေကိုဘိန်းဖြူမှုလူတတ်မှုနဲ့ဖန်နေအယက်သမားအဖွဲကလူငယ်တွေလည်း ဓာတ်ထုတ်မှုလူတတ်မှုနဲ့အဖန်ခံရတယ်။ကိုထက်မိပါရီလိုက်သွားကြတယ်။အော်နှမျောစရာကောင်းလိုက်တာ။မှားလိုက်တာကိုထက်ရ။ကျန်တဲ့လူငယ်တွေတွက်လဲစိတ်မကောင်းပါဘူး။ဒါပေမဲ့ကိုထက်ကိုတော့တိတ်တော်တဲ့အတန်ကောင်းဆောင်စိတ်ကောင်းရှိတယ်လူ။စာကြိုးစားပြီးစာတော်တယ်လူ။ဒီလိုမျိုးဆော့ဆော့စီစီနေကုန်းချုံမဲလို့လုံးဝမထင်ရတယ်လူ။ကိုထက်သူ့ကိုယ်သူယုံကြည်စိတ်များသွားတယ်။သူမိပါရီလဲကိုထက်ပေါ်ယုံကြည်စိတ်တွေများခဲ့တယ်။ မင်းသားစည်းလိတ်ကိုမတောက်ခရင်ခုလိုအဆင်ဆင်တိုးပြီးဖြစ်ဆုံနဲ့ကြုံရမှာမဟုတ်ဘူးနှမျောလိုက်တာကိုထဲရတကယ်တော့မင်းကထိတ်ဆုံးမှအမြင်ရှိနေရမှာပါကွာလယ်ရင်သားဆော့ချင်ဟုတ်ကဲ့ကျမခုဖပြပေးသွားတာကတော့ဆရာကြီးလယ်ရင်သားဆော့ချင်ရဲ့ကြောက်စစ်တွုံးနဲ့လန်ထွန်သူဆိုတဲ့စာအုပ်ထဲကငါချက်မှာမင်းရှိပါဆိုတဲ့ခေါင်းစဉ်လေးကိုဖပြပေးသွားတာပဲဖြစ်ပါရဲ့ရှင်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်